အားလုံးပဲမင်္ဂလာပါဒီမြလေးပွဲစဉ်17မှာဆိုလို့ရှိရင်တော့ဒီတပတ်ကစားကြတဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘောလုံးချစ်ပေးတဲ့တွေကအားလုံးစိတ်ဝင်စားစရာအောင်တဲ့ပွဲစဉ်တွေအများကြီးရှိပါတယ်ဒီထဲမှာဆိုလို့ရှိရင်တော့တော်စီအောင်ဟော့စပါတင်းနဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့ထိတဲ့သူဆောင်မှုတွေတပည့်တင်းငွေတွေလင်းမှာဆိုလို့ရှိရင်လည်းမန်စီးတီးရဲ့အီဒီဟတ်မှာဒီဘဝူးတင်းနဲ့တွေ့ဆုံကြမယ်အတင်းကြီးတွေထိတဲ့သူဆောင်နေတဲ့ပွဲစဉ်တွေအပါအဝင်တွေကို အခုစားကြကောင်းလဲကိုကြီးကိုကောင်းနေဒီတပတ်စနေနေ့နဲ့တနင်္ဂနွေနေ့နဲ့ရက်ထဲမှာပဲအပြည့်ဖြစ်ပါပဲဖြစ်ပါတယ်။မကြောက်လို့ဆိုလို့ရှိရင်ဒီတောင်းလာမဲ့ပတ်စုလို့ရှိရင်လင်းမြလေးအစိမ့်လေးတက်လာပြီးဆိုပြီးတိုင်းအမဲတန်းလို့လို့ဝင်ပြီးတော့ဖြစ်ဖြစ်တက်တဲ့ international plate တွေဝင်လာမဲ့တော့ကြောက်မှုလဲကျွန်တော်တို့ ground chip ပေးတက်တွေကဒီတပတ်ကတော့လင်းမြလေးပွဲစဉ်7မှာဆိုလို့ရှိရင်ဒီကဲကိုစိတ်ဝင်စားကြကောင်းတဲ့ပွဲစဉ်တွေအများကြီးရှိပါတယ်။စနေနေ့ရက်အထူးဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့မြန်မာစံတော်ချိန်ညာ9:00နာရီမှာဆိုလို့ရှိရင်တော့ တော်တဲ့ဟောစပါတင်းနဲ့မန်ချက်စတာယူနိုက်တက်လူရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့တော်တဲ့ဟောစပါတင်းရဲ့အိမ်ဝင်းမှာကစားကြမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ဘက်ကတော်တဲ့ဟောစပါတင်းနေတော့ဒီနေ့ရတီတုံမန်ဖလိုက်ရဲ့လက်ထက်မှာဆိုလို့ရှိရင်တော့တို့အတင်းနေတယ်ဗျအိမ်ဝင်းမှာဆိုလို့ရှိရင်တော့တုံတိုင်ဟိုနိုင်ဝဲတပွဲရမှုကိုတော်တော်လေးကိုလုံကပ်နေရတဲ့အခြေအနေမှာတော့အတင်းငယ်ကလေးနဲ့သူ့တိုင်းနဲ့ကဲလက်တွေဆိုးွားနေတယ်တော်တဲ့ဟောစပါတင်းရဲ့ဒီနေ့ရတီအိမ်ဝင်းဆက်ဆောက်ကြီးကတော့ တို့ဒီလိုမရတဲ့အခြေအနေမှာတော့သူတို့အတင်းနေနဲ့လဲအဝေးကွေးမှသူတို့ချင်းတော်တော်လေးကိုရလောက်ပါအောင်လေဗျာတစ်ဖက်ကဂျူနိုက်တက်အတင်းကလည်းဒီနေ့ရက်ဒီအမွေဒီဆောက်ထားတဲ့ဒီဂျူနိုက်တက်အတင်းကတော့ဝီပီနဲ့ပုံစံကောင်းနေရပြီးတော့ဝီပီနဲ့လမ်းကြောင်းမှပေါ်ရောက်လာနေတဲ့အခြေအနေမှာတော့ဂျူနိုက်တက်အတင်းရဲ့ဒီနေ့ရက်ဒီဖွဲ့စည်းနိုင်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းသူတို့ဒီရက်လက်ကောင်းကတော့အဲကွေးမှရက်လက်ကောင်းပြီးတော့ ဝေဝေမှာအနေနဲ့ရောက်ကနေရတာလက်ရှိကစားပြီးတဲ့ပွဲစဉ်ဒီနေ့လေးပွဲစဉ်ဆက်ပွဲမှာကြည့်မယ်ဆိုရင်ယူနိုက်တက်ရဲ့အဝေဝေရလာအားရစရာမပေါင်းပြသူတို့အသင်းနဲ့လည်းအဝေဝေမှာဒီနေ့ရက်ဒီကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုရင်တော့သူတို့ရဲ့အင်္ဂလန်တပီးဒီပွဲဖြစ်တဲ့ဒီနေ့လေးမှာဆိုလို့ရှိရင်ဒီဘဝူးတင်းနဲ့ပွဲစဉ်ပွဲသားနိုင်လာပြီးတော့ဂျန်နဲ့အတင်းငယ်ကလေးနဲ့တူတိုင်းနေတဲ့တင်းနဲ့အဝေဝေမှာဆိုလို့ရှိရင် ရိုင်းလက်တွေဆိုးဝါးနေပြီးတော့ရုံးကနေရတဲ့အချိန်ဒီမှာပြီးခဲ့တဲ့ပွဲစီမှာဆိုပြီးရှင်းတယ်ဟိုတည်းကဖော်ရရဲ့အဲဒီဝင်းမှာတက်ကစားပြီးတော့ပူပူဆိုတဲ့ဒီရိုင်းလက်တာကစားနိုင်ခဲ့တဲ့အတွက်ကြောင့်မို့လဲယူနိုက်တက်ဒီရဒီနေ့ရဝင်းဝင်းဆက်ဆောင်ရရတယ်ရုပ်ကြည့်လို့မရတဲ့အချိန်ဒီတစ်ဖက်ကလည်းတည်းကဟော့စပါတီရဒီနေ့ရဒီအဲဒီဆက်ဆောင်ရရတယ်ရုပ်ကြည့်လို့မရတဲ့အချိန်ဒီမှာတော့ဒီနေ့တည်းရရလာဘယ်လိုထွက်လာမလဲဆိုတော့ကတော့စိတ်ဝင်စားကြတော်လေးကိုကောင်းပါနဲ့အဲ့ဒါတပွဲအနေနဲ့တော့မြန်မာစံမြေညာ၉နိုင်ပွဲမှာဆိုပြီးရှင်တော့ဒီ evidence တင်းနဲ့ ဟိုကတင်းတို့ရဲ့ပွဲစီကစားဘူးအဘတိုင်ရဲ့အိမ်ဝင်မှာကစားဖို့ရှိပါတယ်ဒီပွဲစီမှာသူတို့ရှင်တော့အဘတိုင်တင်းကတော့ဒီပွဲမွေးရဲ့ဒီနေ့ရက်ဒီဆက်ဆောက်ယူကြတော့တိတ်ပြီးတော့ရုပ်ကြည့်လို့မရဘူးဗျာရက်လက်တွေသတိဉာဏ်နေတဲ့အချိန်မှာတစ်ဖက်ကဖူဟန်တင်းကလည်းသူ့တင်းနေတဲ့ဒီမြင်းမြတ်လေးပွဲစီဆက်ပွဲကစားပြီးတဲ့အချိန်မှာအဝေးကွင်းမှာတော်တော်လေးကိုရက်လက်ဆိုးနေတဲ့အချိန်မှာတော့ဒီပွဲစီမှာတော့အဘတိုင်တင်းနေတော့သူတို့ရဲ့အိမ်ဝင်မှာအဖူဟန်တင်းကိုအတားကြီးယူပြီးတော့နိုင်ရက်လက်ဖွဲ့ဆောင်မယ်လို့ကျွန်တော်အနေနဲ့ယူပါ ့တစ်ချိန်တည်းမှာကစားတဲ့နောက်ဆက်ပွဲကတော့ဝဟန်တေနဲ့ပန်လီတို့ရဲ့ပွဲစီမှာဆိုလို့ရှိရင်တော့ဝဟန်တေကတော့ဒီရလက်တွေဆိုးဝါးနေတယ်တောက်ဆောက်ဆိုးဝါးခဲ့ပြီးမှဒီကတဲ့ပွဲစီမှာတော့သူတို့ရဲ့အိမ်ဝဲမှာဘူကဆဲအတင်းကိုဒီဝမ်းဆိုတဲ့ရလက်နဲ့အနိုင်ရခဲ့တဲ့အတွက်ကြောင့်မို့လဲသူတို့ဆန်တိုးရဲ့လက်ထက်မှာပထမဦးဆုံးနဲ့ဝဲတပွဲရရှိခဲ့တဲ့အတွက်ကြောင့်မို့လဲဒီပွဲစီမှာတော့သူတို့ရဲ့အိမ်ဝဲဖြစ်တာလည်းအကြောင်းနောက်ထပ်သူတို့နဲ့ကစားရမယ့်ပွဲအတင်းကတဲ့ဒီနေ့ရဒီမှာတန်တက်လာတဲ့ပန်လီအတင်းဖြစ်တဲ့အတွက်ကြောင့်မို့လဲ ဒီပြဒီလိုစံတို့အနေနဲ့တော့သူ့ရဲ့အိမ်ဒီဝဟန်ရဲ့အိမ်ဝဲမှာတော့နောက်ထပ်လိုက်ပွဲတစ်ပွဲထပ်ပြီးတော့ပေါ်ဆောင်နိုင်မဲ့အခြေအနေလို့ကျွန်တော်အနေနဲ့မြင်ပါတယ်။စတင်လေးရဲ့ညနေပွဲတစ်ပွဲဖြစ်တဲ့မြန်မာစံတော်ချိန်ည7:00နာရီမှာဆိုလို့ရှိရင်တော့7:00နာရီရဲ့အိမ်ဝဲမှာအစနေတင်းနဲ့ကစားရမှာဖြစ်ပါတယ်။7:00နာရီရဲ့ဒီနေ့ရဒီတက်တက်လိုက်ပြီးတော့ဒီမြလေးမှာဆိုလို့ရှိရင်တော်တော်လေးကိုခြေစွမ်းတိကျနေတဲ့ခြေနေလို့တော်ရပါဗျာသူတို့ဒီရက်ရက်လက်ကလည်းတော်တော်လေးကိုကောင်းမွန်နေတဲ့ခြေနေမှာတစ်ဖက်ကအားရှင်းတဲ့အတင်းကလည်းဒီမြလေးမှာ ဒီမဲ့လေးချက်ပြရစုကိုရရှိဖို့တော့တော့ဒီကိုရေပန်းစားနေတဲ့အခြေအနေမျိုးပါတရားခိုက်ကနေပြီးတော့သူတို့ရဲ့အဓိကပြိုင်ဘက်တွေကိုလည်းအမှတ်တွေအများကြီးတက်လာတဲ့အခြေအနေမျိုးမှာတော့ပွဲစဉ်မှာတော့အစင်းနဲ့တင်းနေတဲ့တော့အမှတ်ခံမှုမရတဲ့အခြေအနေအမှတ်ခံမှာတော့မဟုတ်ပါဘူးသူ့မဲ့တော့တဖက်ကတန်တလန်တင်းကလည်းတန်တက်လာပြီးတဲ့နောက်မှာဒီစဉ်သူတို့တင်းရဲ့အင်ဂွေရလက်ကလည်းတော်တော်လေးကိုကောင်းမှုတဲ့အခြေအနေမှာတော့ဒီပွဲစဉ်မှာတော့အစင်းနဲ့တင်းနေတဲ့တော့တန်တလန်တင်းကိုလွယ်လွယ်ကူကူနဲ့တော့အနိုင်ရမယ်လို့တော့ကျွန်တော်လူနေ နောက်ထပ်တပွဲအနေနဲ့တော့ဒီစက်တင်လရဲ့နောက်ဆုံးပွဲစဉ်တပွဲဖြစ်တဲ့မြန်မာ channel ကျဲညာထနိုင်ဝဲမှာဆိုလို့ရှိရင်တော့ချက်စီးတင်နဲ့ပူရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ချက်စီးရဲ့အင်ဂျင်မှာကြားမှာပဲဖြစ်ပါတယ်ချက်စီးတင်ကတော့ဒီအပွဲပွဲစဉ်ဒီမှာရလက်ကောင်းလိုက်အခုနောက်ပဲတစားခဲ့တဲ့ဒီနောက်ဆုံးပွဲစဉ်တပွဲဖြစ်တဲ့လီမီယာလီမှာဆိုလို့ရှိရင်တော့တော်တန်ဟော့စပါရဲ့အဝေးကွေးမှာတော့1-0ဆိုပေမဲ့ရလက်နဲ့အနိုင်ရခဲ့ပြီမှလည်းသူတို့တင်ရက်ဒီအစုံပိုင်းကတိုက်ပြီးတော့အားရဝင်မကောင်းတဲ့ခြေနေပြီးတော့မှ ူခဲ့တဲ့ဒီချက်ပြလေးပွဲစီမှာဆိုလို့ရှိရင်လည်းအခြားဘက်ကသိသွားပြီးတော့ကော်လဘတ်အတင်းနဲ့ကစားခဲ့တဲ့ပွဲစီမှာဆိုလို့ရှိရင်လည်းတို့တင်ရဲ့ကစားပုံကတော်တော်လေးကိုခံကျက်တော်တော်လေးအားနည်းနေတဲ့အချိန်မှာတော့ဒီပွဲစီမှာတော့သူရဲ့အဲ့လိုဖြစ်တဲ့အတွက်ကြောင့်ပေါ့လေဦးအတင်းကိုအနိုင်ယူနိုင်မယ်လို့ကျွန်တော်အနေနဲ့ပြောပါတယ်တစ်ခါကဝူးကတော့ဒီသူတို့ရဲ့အဓိကဒီကဖြစ်တဲ့ဒါပေရလာနဲ့ဒီဒီကလေးပွဲစီရင်ဆုံးပွဲကြောက်ပဲ ဟုတ်ကဲ့ပြီးကြွားတဲ့အချိန်မျိုးမှာလက်ရှိဒီပြတက်မဲ့ဖြစ်နေတဲ့အချိန်မျိုးမှာတော့ဝူတင်နေတော့ချက်ကြီးရဲ့အင်ဂွေစနာဖို့မှာရလက်ကောင်းရဘူးဆိုတော့ကျွန်တော်အနေနဲ့မမြင်ဘူးပါဘူးဒါကြောင့်မို့လို့ဒီပွဲစီမှာတော့ချက်ကြီးအတင်းအနေနဲ့အနိုင်ရလက်ရအောင်ပြန်ပြီးတော့ပေါ်ဆောင်နိုင်ဘူးလို့ကျွန်တော်အနေနဲ့မြင်ပါတယ်တင်းင်းလေးလေးမှာစုစည်းတော့ဘဲကိုပွဲကြီးပွဲကောင်းတွေအများကြီးရှိပါတယ်ဒီထဲမှာစုစည်းတော့အစတွန်ဗီလာအတင်းနဲ့ဘောပေါက်တင်းတို့ရဲ့ပွဲစီရစုစည်းရမြန်မာဆက်လို့ကျေ7နိုင်ပွဲမှာအစတွန်ဗီလာရဲ့အင်ဂွေဗီလာဘတ်မှာကစားအောင်ရပါတယ် နှစ်ဖက်နှစ်တင်းလုံးကြီးကဒီနောက်ဆုံးရက်လက်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းနှစ်တင်းလုံးကတော့တော်တော်လေးကိုရက်လက်ပေါင်းလာတဲ့အချိန်ဒီမှာအစတုံပြရာတင်းနေလည်းတောက်ဆောက်ရက်လက်ပြီးပေါင်းလာမျိုးတော့မပြီးခဲ့တဲ့ပွဲကြီးရဲ့ဒီဒီဘဘူးနဲ့ပွဲစီမှာဆိုလို့ရှိရင်တော့အဖီမာ2-0ဆိုတဲ့ရက်လက်နဲ့ဆုံးနေခဲ့တာကလို့ပြီးတော့တောက်ဆောက်ချီဆုံးကောင်းနေတဲ့အချိန်ဒီမျိုးမှာတစ်ဖက်ကဘုံမောက်တင်းကလည်းဒီပရီးမီယာလိရဒီဇာတဲ့ကသူတို့တင်ရစီဇွန်ပိုင်းကတင်နေလာခဲ့ပြီမှာပဲ။ဒီဇာလီဗာပူးတပွဲတာဆုံးနေတာပြော တောက်ချောက်ခြေစွမ်းတွေတည်နေလာပြီးတော့အညီပွဲတွေနိုင်ပွဲတွေနဲ့တောက်ချောက်ပြတ်တန်းလာခဲ့ပြီးတော့ပြီးခဲ့တဲ့ပွဲချင်းမှာတော့မက်ဆီတီရဲ့အီတီဟတ်မှာတော့ဒီပွဲဆိုတဲ့ရလနဲ့ဆုံးနေခဲ့တဲ့အကြောင်းမို့လဲဘုံမောက်တင်းနေတဲ့ဒီပွဲစဉ်ကိုပြန်ပြီးတော့အနိုင်ရဖို့သုံးစားလာမယ်ရှိတယ်ကွာဆိုပြရရဲ့အင်ဂွေပြတဲ့အကြောင်းမို့လဲတော်လေးကိုကြည့်ကောင်းပဲပွဲစဉ်ဒီပွဲလိုပဲကျွန်တော်အနေနဲ့ပါတယ်နောက်ထပ်ပွဲကတစ်ချက်နေမှာကဒါမဲ့နောက်ထပ်ပွဲကတော့ဘလန့်ကိုတင်တဲ့နိုးကဆက်ဘလန့်ကိုတင်ကတော့ ဒီနောက်ပိုင်းပွဲစဉ်ဒီမှာရလက်တွေကောင်းလာခဲ့ပြီးမှတော့ဒီကြတဲ့ပွဲစဉ်မှာတော့ Crystal Palace ရဲ့ Angwe မှာ2-0ဆိုတဲ့ရလက်နဲ့ဆုံးနေခဲ့တဲ့တရားမူတဲ့ဒီပွဲစဉ်မှာတော့သူတို့ရဲ့ Angwe ဖြစ်တဲ့တရားမူတဲ့ Angwe ဆက်ဆောက်နေနဲ့ပြန်လည်ပြီးတော့ရလက်ကောင်းအောင်သူးသားလာမဲ့အချိန်မှာတော့တစ်ဖက်ကလူပတ်ချက်အတင်းကတော့လည်းလက်ဖို့ဒီတူပါပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ပွဲစဉ်တွေဒီမှာပြီးခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းတောက်ဆောက်ရလက်တွေကောင်းခဲ့ပြီးမှပဲနောက်ဆုံးကစားခဲ့တဲ့ဝဟန်နဲ့ဝဟန်ရဲ့ Angwe မှာကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ ဒီဝန်ဆိုတဲ့ရလနဲ့ဆုံးနေခဲ့တဲ့တဲ့ကြောင့်ပဲဒီဝက်ဇင်ကိုပြအဲ့ဒီဟောင်းအနေနဲ့ပြန်ပြီးတော့အနိုင်ယူဖို့တူသားလာမယ့်ချိန်ဒီမှာတော့ဒီကတဲ့အတင်းနေနဲ့လည်းပြီးခဲ့တဲ့ဝက်ဇင်ဒီဂျိုင်းရဲမှာသူစီအချက်ပြလိကစားထားတဲ့တဲ့ကြောင့်ပေါ့တာသမားရဲ့အနေနဲ့ဝေဖန်ထားတဲ့အဲ့ချိန်မျိုးတွေရှိတဲ့တဲ့ကြောင့်ပေါ့အဲ့ဒီသူတို့အတင်းနေနဲ့ဒီချက်ပြလိမှာလည်းဒီဘာလို့အင်းမျိုးကိုသူစီလို့ဆိုတဲ့ရလနဲ့ပြန်ပြီးတော့အနိုင်ရထားတဲ့တဲ့ကြောင့်ပဲဒီဝက်ဇင်ကိုဒီကတဲ့အတင်းနေနဲ့ဒီရလကောင်းရအောင်ပြန်ပြီးတော့ ူးစားလာမဲ့အချိန်တွေမျိုးမှာတော့ဘလောက်ကိုရဲ့အဲ့ဒီမျိုးဖြစ်တဲ့အကြောင်းကိုလည်းတိုက်ပြီးတော့ကျွန်တော်ကူတဲ့အချိန်မှာမရှိပါဘူး။နောက်တစ်ပွဲကတစ်ချိန်တည်းကစားတဲ့နောက်တစ်ပွဲမှာလည်း Mr. Pelley တင်းနဲ့ Brighton တို့ရဲ့ပွဲစဉ်ဒီပွဲစဉ်မှာသူတို့ရှင်းနေ Mr. Pelley ရဲ့ MVP ဖြစ်တဲ့အကြောင်းကို Pelley တင်းနဲ့လည်းဒီရလပိုင်းအနေနဲ့ဆိုးရွားခဲ့ပြီးမှဒီနောက်ပိုင်းမြန်လီနောက်ဆုံးပွဲစဉ်နှစ်ပွဲချက်တိုက်အနိုင်ပြန်ရထားတဲ့အကြောင်းကိုလည်းသူတို့ရဲ့ MVP ဖြစ်တဲ့အကြောင်းကို Brighton တင်းကိုအသာကြီးယူပြီးတော့ပြန်ပြီးတော့ကစားနိုင်မှာလို့ကျွန်တော်လည်းသိပါတယ် ဖက်ကပြန်ပြန်တင်းကနေဒီနေ့ရပ်ဒီမှာသူဒါလို့မရအောင်ကြာသူတို့တင်းနေတာအတင်းကြီးတွေသူတို့ရှိရင်အခုခုလောက်ပြနိုင်တယ်လို့ဒီအတင်းငယ်ကလေးတွေသူတို့အတင်းရဲ့ပဒံအခြေအနေတွေနဲ့သူတို့ရှိနေတဲ့လောက်ကနေရတဲ့အခြေအနေရှိနေလက်ရှိပဒံတင်းရဲ့ခြေသွန်းပိုင်းဟာယုံသားလို့မရတဲ့အခြေအနေမှာနိုင်လိုက်ဆုံးလိုက်နဲ့သူတို့တင်းရဲ့ရက်လက်ကလည်းပုံမှန်အခြေအနေမှာမရှိတဲ့အတွက်ကြောင့်မို့လဲဝိဇ္ဇမာရောခေစတပိလေတင်းနေတာသူရဲ့အဲ့ဝင်ဖြစ်တဲ့အတွက်ကြောင့်မို့လဲပဒံတင်းကိုကျော်ဖြတ်နိုင်အောင်လို့ကျွန်တော်နေရတယ် တစ်ချိန်တည်းမှာကတားနဲ့နောက်တော့ပွဲစီကတော့တော်တယ်ဖော်လက်တင်တဲ့ Lee United တို့ရဲ့ပွဲစီအားဆိုစင်တော့တော်တယ်ဟန်ဖော်လက်ရဲ့ CD ground မှာကတားမှာဖြစ်ပါတယ်ဖော်လက်အနေနဲ့လည်းနောက်ဆောင်ကျလက်ရေးဆိုးသွားပြီးတော့ Libya နှစ်ယောက်ကိုထပ်ပြီးတော့ထုတ်ထုတ်ပယ်ထားပြီးတဲ့အချိန်မျိုးမှာတော့လက်ရှိ Libya ဆောက်တိုင်းရဲ့လက်ထက်မှာဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့ပွဲစီရင် United နဲ့ကစားခဲ့တဲ့ပွဲစီမှာဆိုလို့ရှိရင်တော့တော်တော်လေးကိုကစားပုံကကောင်းမွန်တဲ့အချိန်မျိုးတွေမြင်တွေ့ရနေလားဒါကြောင့်မို့လို့ဒီပွဲစီမှာတော့သူတို့ရဲ့ အဲဝိဖိလက်တက်ရောက်မှုလည်းဒီကြတဲ့ပွဲစဉ်မှာယူနိုက်တက်လိုဒီမျိုးကိုအနိုင်ရလူရပြင်ပြီးစကားနိုင်ခဲ့တဲ့အတွက်ကြောင့်မူလည်းနောက်ဆုံးအချိန်မှာသာသာသူသူဆိုတဲ့ရလက်နဲ့သိရကြခဲ့တဲ့အတွက်ကြောင့်မူဒီပွဲစဉ်မှာတော့သူရဲ့အဲဝိဖိလက်တက်ရောက်မှုတစ်ဖက်ကတန်တက်လာတဲ့လိမ့်မဲ့တက်ကလည်းဒီခြေစွမ်းပိုင်းမသိငယ်တဲ့အချိန်ဒီမှာရလက်လေးစိုးပွားနေတဲ့အချိန်ဒီမှာတော့အတက်ဖော်ရတယ်နေတော့ဒီညီပတ်တဲ့ဆောက်တိုင်းကတော့သူရဲ့အဲဝိမှာပထမဦးဆုံးနောက်ပွဲတစ်ပွဲကိုလည်းလည်းပေါ်ဆောင်နိုင်မလို့ကျွန်တော် တနင်္ဂနွေနေ့ရက်စပါစန်းနေ့ရက်နောက်ဆုံးပွဲစဉ်လိုပဲဖြစ်တဲ့ဒီမြန်မာဆန်တော်ချိန်ည7:00နာရီမှာစပူရှင်တော့မန်ချက်စတာစီးပီးရဲ့အီတီဟက်မှာတော့လီဗာပူးတင်နဲ့ကစားရမှာဖြစ်ပါတယ်ဒီပွဲစဉ်ကတော့တော်တော်လေးကိုကြည့်ကောင်းမဲ့ဒီတပတ်ပရီးမီးယားလီဂ်ရဲ့အကောင်းဆုံးပွဲစဉ်လိုပဲလို့ပြောလို့ရမှာဗျာလက်ရှိမန်စီးတီးတင်ရဲ့ဒီနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာစပူရှင်နဲ့ဒီကတဲ့အစ်တွန်ဗီလာကိုပွဲစဉ်တပွဲသား၆နေထားပြီးတော့နောက်ဆုံးပြန်လဲပြီးတော့ရက်လက်တွေကောင်းမွန်လာတဲ့အချိန်မှာရိုက်ရမှာစပူရှင်နဲ့သူတို့ရဲ့အိမ်ကွေးမှာပဲဘူးဆတ်တော်မှုကို ိုးဝမ်းဆိုတဲ့ရတဲ့နဲ့နိုင်ရထားတဲ့ကြောင့်တောက်ထောက်ဒီသွားနေပြပြီးတော့လူရဲ့တိုက်ချင်းမှဆိုလို့ရှိရင်လည်းအဲဒီဟာလန်းနေတဲ့တောက်ထောက်ကိုတွေလူလူလက်ချင်းတွေမှာတစ်ဖက်ကဝဘူးတင်းကလည်းဒီဒီကလေးပွဲစဉ်တွေမှာတောက်ထောက်ဟောပွဲတွေတုံတွေ့တာပြီးတော့အချိန်တွေဆိုးဝါးလာတဲ့အချိန်တွေမှာမှာဒီပြီးခဲ့တဲ့ပွဲစဉ်နှစ်ပွဲမှာတော့လူရဲ့အင်ဝင်းမှာစွန်ပီတာနဲ့ရမတ်တဲ့တင်းကို နိုင်ယူပူဇာလာတဲ့တကြောင်မူလဲဒီနှစ်ပွဲဆက်အနိုင်ရလာတဲ့တကြောင်မူလဲလီဗာပူးတင်းနေတော့လက်ကြောင်မပေါ်ပြန်လဲရောက်စီမှုတော့သူကနေတဲ့ခြေနေမှုမှဒီမဂျီဒီရဲ့အင်ဝဲမှာလီဗာပူးတင်းနေတဲ့ပါရီညာလုပ်ပြနိုင်အောင်ပဲမဂျီဒီတင်းနေတဲ့လဲသူရဲ့အင်ဝဲမှာဒီဗာပူးတင်းကိုစာကြီးယူသွားနိုင်အောင်လားဆိုတာကတော့ကျွန်တော်တို့တွေစူပါဆန်တီမှာအတူတူကဆောက်ကြည့်ရတယ်ပဲကျွန်တော်ဗီဒီယိုလေးဒီမှာပဲဆောက်တော့ပြန်တယ်ကျွန်တော်ညီကိုလည်းအားလုံးပဲအဆက်ဆက်ရေးရသူစိုက်ရပါကျွန်တော် channel လေးကိုလည်း subscribe လုပ်ပြီး subscribe လုပ်ပြီးတော့အပြုတ်ကြပါအောင်လို့တောင်းဆိုရတယ်